ဆလာမအလိကုမရဟမတူလာဟီဝဘရကာတူဟူယနေ့ဟီဂျရီ1446ခုရှာဝလ29ရက်ခရစ်နှစ်2025ခုနှစ်ဧပြီလ28ရက်နေ့တနင်္လာနေ့မှာ5မိနစ်တိအောင်မြင်ခေရဲ့တင်ကန်းစာအမှတ်စဉ်963ကိုတင်ပြမှာပါဒီနေ့ကတော့ဇူလ်ကာဒါလက်မြတ်ဆိုင်ရာတိမတ်ဖွဲ့ရရဲ့အကြောင်းကိုတင်ပြလိုပါတယ်ကျွန်တော်တို့အစ္စလာမ်လာရဲ့7လမြောက်လကိုဇူလ်ကာဒါလို့ခေါ်ပါတယ်ဒီဇူလ်ကာဒါရဲ့သဘောတရားကတော့ကျွန်တော်တို့ဒီနေရာမှာလူတွေအားဆိုရင်စစ်မှတ်တိုက်ခိုက်တာတွေမပြုဘဲနဲ့ အိမ်မှာပဲသူတို့တွေထိုင်နေခဲ့ကြတဲ့အတွက်ကြောင့်ဇူလ်ကိုင်ဒါဆိုပြီးတော့နာမည်ပေးခြင်းဖြစ်ပါတယ်။အဒီလာမြတ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်မြတ်ကော်ရိုင်နဲ့မှာအလောရှိမြတ်ကအမိန့်ရှိတဲ့အလ်ဟဂျ်အရှူရုံမာလူမတ်ဟတ်လောက်ရတဲ့လတွေဟာတတ်မှတ်ထားပြီးသားဖြစ်တဲ့အဲ့တော့အဲ့ဒီလ၄လရှိပါတယ်။ဒီလ၄လကျွန်တော်တို့ရှောဝါလ်ဇူလ်ကိုင်ဒါဇူလ်ဟစ်ဂျာအဲ့ဒီထဲမှာဆိုရင်ကျွန်တော်တို့ဇူလ်ကိုင်ဒါလမြတ်ကဒုတိယအဲမြောက်လဖြစ်တယ်။အဲ့ဒီမှာဆိုရင်တချို့တွေက အဲဒါမှပတ်ပြီးတော့ဟတ်အတွက်လာခြင်းနဲ့ဆိုရင်ကြိုပြီးတော့မှလာလို့ရတာကိုကျွန်တော်တို့တွေ့ရပါတယ်။အော်ဒီလာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ထူးထူးခြားခြားဆိုရင်နံပါတ်1သူဟာအရှူရုလ်ဟူရုမ်အတွမြတ်ထားရလာတွေထဲမှာပါတယ်။အရှူရုလ်ဟတ်လို့ခေါ်တယ်။ဟတ်လို့ရတယ်လာတွေထဲမှာပါတယ်။ပြီးပြီဆိုရင်ကိုရမက်ဆလ္လာလ္လာဟူအလัยဟိဆလမ်ကဒီလာထဲမှာပဲကိုရောဘဝရဲ့အူမရာ၄ချိန်ကိုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဟူဒိုင်ဘီယာမှာကျွန်တော်တို့ ဒါကတော့တာမြင့်ချင်းခံရတဲ့အချိန်ကလည်းဥမရာလှုပ်ဖို့လာခဲ့တယ်။ဒါလည်းဇူလ်ကာဒါလာမှာဖြစ်တယ်။နောက်ထပ်ဟိဂျရီ9ခုနှစ်မှာကိုရောကဒီမလှုပ်လိုက်ရတဲ့ဥမရာကိုပြန်ပြီးတော့မှလှုပ်တယ်။အဲ့ဒါလည်းဇူလ်ကာဒါလာမြတ်မှာဖြစ်ပါတယ်။တတိယအချိန်ကတော့ကျွန်တော်တို့ခိုနိုင်စစ်ပွဲအပြီးမှာဂျေရာနာကနေကိုရောညကိုသွားပြီးတော့လှုပ်ခဲ့တာဖြစ်တယ်။အဲ့ဒီဟာကအဲ့ဒီဥမရာကလည်းဟိဂျရီ9ခုနှစ်မှာဖြစ်ခဲ့တဲ့ဇူလ်ကာဒါလာမှာဖြစ်ပါတယ်။ နောက်ဆုံးစတုထအူမရာကကြတော့ကိုရမက်ဆလလ္လာဟ်ဆလမ်ရဲ့ဟဇ်ဂျ်ဒူလ်ဝဒါမှာတွဲပြီးတော့ဟဇ်နဲ့တွဲလို့တဲ့အူမရာဖြစ်ပါတယ်အဲ့ဒီအူမရာကလည်းဇူလ်ကိုင်ဒါလက်မြတ်မှာဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ဒါကြောင့်ဒီဇူလ်ကိုင်ဒါရဲ့လက်ကျွန်တော်စမ်းဦးစားလကိုဒီညမှာဆိုရင်ကြီးကြမှာဖြစ်တယ်တကယ်လို့လမြင်သွားပြီဆိုရင်တော့နောက်ရက်ဟာကျွန်တော်တို့ဒါဇူလ်ကိုင်ဒါလဖြစ်ပါတယ်အင်ရှာအလ္လာဒီလတွေကိုအလောရှိမြတ်ကျွန်တော်တို့ကိုကြုံဆုံစေတယ် ဒီလတွေရထွတ်မြတ်မှုတွေကိုအကြောင်းခံပြီးတော့ကျွန်တော်တို့တို့ရဲ့အခက်အခဲတွေအားလုံးကိုလည်းပြေလည်စေပြီးတော့ကျွန်တော်တို့ဘဝကိုလည်းထွတ်ထွတ်မြတ်မြတ်အလားထားပါစေလို့ပြောကြလိုပါတယ်အစ္စလာမုအလัยကွမ်ဝရဟမတုလလာဟီဝဘရက